င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ရုရှားပြည်မြောင်းလိုင်းကိုကျူးစွန်မဲ့စစ်တပ်ထောက်ခံသူတွေနေပြည်တော်လိုင်းလမ်းစဉ်ဟိုတယ်ကအပောင်းဝင်နေထိုင်စားတဲ့ကိုကစိန်ငိမ့်နဲ့ငွေကျပ်3000ဘာမဟုတ်ဘူးပဲယနေ့ရုရှားခင်းစစ်မှပြန်လာမဲ့ဂျပန်မြောင်းလိုင်းကိုကျူးစွန်တဲ့စစ်တပ်ထောက်ခံသူတွေကိုနေပြည်တော်တို့လိုင်းလန်းစင်ဟိုတယ်ကအပောင်းဝင်နေထိုင်စားတဲကိုစိန်ငိမ့်နဲ့ငွေကျပ်3000ဝါမဖို့ဖြစ်ပေးကြောင်းနေပြည်တော်စစ်တပ်သတင်းမြစ်ကပြောတယ်။အကြဖတ်မြောင်းလိုင်းနိုင်ငံခြားခီးစင်မှပြန်လာတဲ့ဂျိုဆွန်အတွက်စစ်တပ်နဲ့အတူစီးပွားရေးတွဲဖက်လုပ်ကိုင်းနေတဲ့စီးပွားရေးလုပ်ငန်းတချို့က အကောင်ကြကန်စီစဉ်ကြောင့်မရောက်နိုင်ကိုကြုံဆိုရင်းနေပြီးတော့တို့လာမယ်စစ်တပ်ဘက်တော်သားတရုတ်ဆောင်ဆိုတော့ဟာတာလူရှင်တော်တွေမပါတာပုံကြီးတွေအမျိုးသားရေးဆွေးနွေးတဲ့လမ်းစေဟိုတယ်ကစားစေတဲ့ခိုးစေအမှုပေါ်ဖြင့်ငွေကြေးသုံးသောင်းကိုပါစီစဉ်ပေးကြောင်းသိရတယ်။ဒီနေ့ပြန်လာမယ်စကက်ဂျူးကြီးစဉ်အတိုင်းဆိုရင်တော့ညနေလောက်ရောက်မယ်ကြုံဆိုရေးအတွက်အရင်လိုပဲမိဖက်စီပွားရေးသမားတွေကနေတိုင်းစားစေမှုပေါ်ပါစီစဉ်ပေးပြီးတော့ကြုံဆိုရေးခေါ်တယ်။မင်းသားမင်းသမီးတွေကတော့တစေတာမန်ထောက်ခံသူတွေကနေဆောင်မှုပေါ်သုံးသောင်းပေးတယ်။ မင်းသားမင်းသမီးတွေကတော့ဟိုတယ်မှာထားတယ်။တာမန်ကနေပြည်တော်ဆေးဘေးမှာထားတယ်။လမ်းစိတ်ကကားဆင်လောက်ခါတယ်။ဈေးကြီးအကုန်လုံးကစီးပွားရေးသမားတွေကြာခံတယ်။မင်းအောင်လိုက်ပြည်ပခီးစဉ်ကနေပြန်လာတိုင်းရန်အောင်စုံမြတ်သူစားဒိန်းတော်ခန့်စီသူမိသန်းသူမိသင်စားအောင်စာရစစ်တဲ့ဘတ်တော်သားတယောက်စားဟာတော့လူရှင်တော်နဲ့အစတော်ချုပ်ကလည်းကျိုးစိုးလေးရှိပြီးမဘာသားနဲ့အမျိုးသားရေးဆိုင်အောင်တင်ကလည်းငွေကြေးရသဖြင့်တော့ကျိုးစိုးကြသူရတယ်။ထို့ပြင်စစ်တပ်ကမင်းအောင်လိုက်ကိုကျိုးစိုးရေးအတွက်နန်းစီရံဝန်ထမ်းနေတဲ့မိသားစုတွေကိုလည်းစင့်ခေါ်လေးရှိပြီးယနေ့ပြန်လည်ရောက်ရှိမယ်။ပြပခီးစဉ်အတွက်လည်းနန်းစီရံနေကို နောက်ကြိုဆိုခိုင်းတာကြောင့်သိရတယ်မြောက်လိုက်ကိုကြိုဆိုရတဲ့ငွေကြေးကုန်ကြမှုတွေကိုစစ်တပ်လာခန့်မြမစီပွားရေးဥပိုင်မြမစီပွားရေးကော်ပိုရေးရှင်းတို့နဲ့အတူစီပွားရေးအတွက်ဖတ်လုပ်နေတဲ့စီပွားရေးသမားတွေကအများဆုံးကုန်ကြခံငွေစိုက်ထုတ်ပေးကြောင်းသိရတယ်ဥပိုင်တို့ MEC ဒီလိုကခမည်းတော်ဒါတော့အကုန်ကြခံလိုက်ဆိုပြီးမိဖက်စီပွားရေးသမားတွေကိုငွေထုတ်ခိုင်းနေဟိုကလည်းဒါလောက်ကတော့ထုတ်တယ်ပြန်ရတာကများတော့စိုက်ထုတ်ပေးကြပါတယ်အကြမ်းဖက်မြောက်လိုက်ကစတီမလာ24ရက်နေ့ကနေ29ရက်နေ့ထိရုရှားနိုင်ငံကိုသွားနေခြင်းဖြစ်ပါတယ် ဆက်လက်ပြီးပူလောမြို့နယ်တာယာကန်ရွာမှာတက်ဆွဲထိုက်စစ်တပ်ကိုတိုက်ခိုက်မှုစစ်တပ်ဘက်ကနှုတ်သိဆုံးဆုံးတနင်္သာရီတိုင်းပူလောမြို့နယ်တာယာကန်ရွာမှာတက်ဆွဲထိုက်ကြပ်စစ်သားတွေကိုဝေရောက်တိုက်ခိုက်ရာစစ်တပ်ဘက်ကနှုတ်သိဆုံးကြောင်း KNL တက်မှလေးတို့တပ်ဖွဲ့တော်ရှိသူကပြောတယ်စတေမလာ26ရက်နေ့မနက်9:00မိနစ်20ခန်းမှာတမိုင်တောင်စခန်းကနေစွန့်ကားထွက်ပြေးသွားတဲ့ကြပ်စစ်သားတွေကတာယာကန်ကြီးရွာမှာတက်ဆွဲထားကြောင်း KNL တို့တပ်ဖွဲ့ကတော့တိုက်ခိုက်ခဲ့ပါတယ် ။တာယာကန်မှာတက်ဆွဲတဲ့စစ်တပ်ကကျောက်တွင်ရှိပြည်သူပိုင်ပစ္စည်းကိုခိုးယူခြင်း၊မွေးမြူတာတိရစ္ဆာန်တွေကိုခိုးယူဖမ်းဆီးစားတောက်ခြင်းတွေပြုလုပ်နေတဲ့အတွက်ထိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းရင်းတိုက်ခိုက်မှုတွေဂျပန်စစ်တပ်ကနှောင့်သိမ်းဆုံးပြီးသုံးပြင်းထန်တဲ့အရှိကတော်လင်းရေပေါ်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရတယ်။ စစ်ကွဲတွေကပြည်သူ့ရဲ့ဖြစ်စီကိုပြန်ဆရာတိရစ္ဆာန်တွေကိုတပ်ဖြတ်စားတောက်တိုင်းလှုပ်ဆောင်နေလို့အမဲ့ချွေလုပ်ငန်းစဉ်ကိုဆက်လက်လှုပ်ဆောင်လို့ခြင်းကြောင့်တောက်တိုက်ခိုက်ခဲ့တာပါစစ်ကွဲတွေဘက်ကနှကောင်သေးပြီးတုံးအောင်ပြင်းထန်တရားရရဲကျွန်တော်ဘက်ကတအုပ်တရားမြတ်အထိခိုက်တရားရခြင်းမရှိဘဲဆုတ်ခွာနိုင်ခဲ့လို့ KNL တက်မှလေးတို့တပွဲတော်ရှိသူကပြောတယ် ။ဘူလောင်မြက်ကိုအကျင့်ပြုထားတဲ့စစ်တပ်ကမြို့နယ်တွင်စစ်ကြောင်းထုံးမှုရင်းနေပြီးကျေးရများအတွင်မှပြည်သူစစ်နယ်ပြည်စောင်းတွေကိုစုစည်းကနေမြင့်ရှင်းနေမြေတပ်ပြီးရွေးကောက်ပွဲတွင်နေမြင့်ဆုံးမှုမှုရရှိရန်ကြိုးစားလာနေကြောင်းလက်တလောက်စစ်တပ်ကစစ်ကြောင်းထုံးလာနိုင်သဖြင့်ပြည်သူများအနေနဲ့သတိနဲ့သွာလာနေထိုင်ကြရန်လေကြောင်းအနေနဲ့ drone အနေနဲ့ကိုလည်းသတိပြုနေထိုင်ကြရရင်လိုအပ်ကြောင်းဘူလုံမြင့်နယ်ချင်းဆိုင်တော်လိုင်းတစ်ခွဲချုပ်ကသိပေးပြောဆိုရင် ဆက်လက်ပြီးဂျပန်စစ်တပ်ကြောင့်မဲခိုးပေါင်900ပုံကျဲစားတိုက်ခိုက်ဖုန်ကြီးကြောင့်ပေါင်ဝင်နေလုံး20ပြည့်စင်ချန်ပြည့်နယ်မြောက်ပိုင်းကြောင့်မဲမျိုးပန်းတပြင်းကြီးအကိုစစ်တပ်ကပေါင်900ပုံနေကျဲစားတိုက်ခိုက်တာကြောင့်ကျဲရတွင်ဖုန်ကြီးကြောင့်ပေါင်ဝင်လုံးနေအလုံး20နီးပါးပြည့်စီခဲ့လို့တရင်မျိုးသမီးဖွဲ့စည်းတံကနေတရားရဲဘီကက်စတင်မှာ29ညနေ4နာရီချိန်မှာဂျပန်စစ်ကော်မရှင်တပ်ကအဆိုပါပန်းတပြေကြီးအကရဖုန်ကြီးကြောင့်ကိုဦးတိုက်ခိုက်ခဲ့တာဖြစ်တဲ့စစ်တပ်ကနေဒုတိယချိန်မြောက်လေးကြောင်းပုံကျဲတိုက်ခိုက်ခဲ့တဲ့ပန်းတပြေကြီးအထိတွေ့တိုက်ပွဲဖြစ်ပေါ်နေခြင်းမရှိဘဲရည်ရွယ်ချက်ရှိရှိတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရတယ် ဖန်900ရဲ့ဘုံကပြင်းထန်လွန်လာကြောင်ရွာဦးဖုန်ကြီးကြောင်တို့ခုလိုပြစီသွားတယ်ပြင်ရွာဖုန်ကြီးကြောင်ဘေးပပက်လင်ကလူနေရေအလုံး20နီးပါးလဲသွတ်လန်းနာပရင်ပေါမှန်ကွဲရာစရဲ့ပြစီဆောင်ရှုံမှုတွေရှိခဲ့တယ်။ကြောင်မဲဒေတာကံမျိုးသားတောင်ကလည်းကြောင်မဲကနေနဲ့ချိန်ဖြစ်သွားတာကြောင်မဲကနေပြန်လာအချိန်တန်းတစ်ပတ်ရောက်တော့တောင်နောက်နဲ့ငိန်ချန်ရေကုန်းဆန်နာလေးမှာခြားတယ်။ဒါပေမဲ့အဲ့ဒါအကွင့်ပြင်မှာပဲခြားရလို့ပြောတယ်။ကျွန်တော်လည်းကုန်းရပြန်ရောက်တော့ပန်းသပြင်မှာပြန်ခြားတယ်။နှစ်ချိန်ပြီးခဲ့စတင်မလေးရကလည်းတရထဲမှာပဲပန်ကုတ်ကြီးရာဇေဒီကုန်းနဲ့ပန်းသပြင်ကြီးရာကိုစစ်တပ်ကဂျက်ဖိုက်တာနဲ့ပုံကျက်တိုက်ခိုက်ခဲ့တာကြောင့် ကျေးရခံမြို့သမီးတယောက်ထိခိုက်ဒဏ်ရာခဲ့တဲ့အပြင်ဇေဒီကုန်းစတဲ့ကြောင့်လည်းနေချို့လည်းထိခိုက်ပျက်စီးခဲ့တယ်။ပန်ကုန်ကျေးရအောင်စုဟာကြောင်မဲမြို့ရဲ့ရှေးပန်းနှမိုင်းကွာမှာတိရှိအဖြစ်ပြီးစစ်တပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေတိုက်ပွဲဖြစ်ပွားနေနေရကြောင်မဲမြို့ရဲ့အနောက်ဆက်မှာဖြစ်တယ်လို့သိရတယ်။ TWR သတင်းဌာနမှတန်တာဝန်ခံကတော့အခုတရက်နှစ်ရက်မှာဘုံကျဲရာတွေကဇက်တိုက်ဖြစ်လာတော့ကြောင်မဲမြို့ပေါ်မှာလည်းရှောင်းတဲ့သူတွေလည်းရှောင်းကုန်ကြပြီးဈေးကြီးတွေဆိုပိတ်ထားတယ်။တချို့ဆိုင်တွေဖွင့်တယ်လူတွေကတော့ရှောင်းကုန်ကြပြီလို့သိရတယ်။ ဆက်လက်ပြီးပြည်သူ့ကောင်ကွယ်ရေးတပ်မတော်အမတ်1 3 1တန်းရဲ့အပတ်စဉ်ကိုအခြေခံစစ်တင်နေစဉ်ပွဲအမျိုးသားညီညွတ်ရေးကာကွယ်ဝင်ကြီးဌာနရှမ်းကင်ဒီတိုင်းစစ်သားတာလောက်ကံပုံအမျိုးသားကာကွယ်ရေးတပ်ပြည်သူ့ကောင်ကွယ်ရေးတပ်မတော်အမတ်1 3 1တန်းရဲ့အပတ်စဉ်ကိုတင်နေစဉ်ပွဲကိုလူမြောက်နေမြေတနီယာမှာကျင်းပခဲ့လို့ပုံ National Defense Force ကထုတ်ပြန်နေ PNDF ရဲ့အခြေခံစစ်တင်နေမှာကိုကရအချမ်းမှာစန့်ခိုင်စေလေ့ကျင့်ခန်းတွေအခြေခံစစ်ပညာနဲ့သက်ဆိုင်တဲ့သင်ခန်းစာတွေစစ်တပ်တော်ကျင့်ဝတ်တဲ့နိုင်ငံရေးသိပညာတွေကိုထည့်သွင်းသင်ကြားပေးခဲ့လို့ဆိုတဲ့ အခြေခံစစ်တင်တဲ့စင်ပွဲကိုတန်ရင်ရဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေကင်းဒီမြို့သားကာကွယ်ရေးတပ်တာဝန်ရှိသူတွေညီနောင်မမေးရဲဘော်နဲ့ဒေသခံပြည်သူတွေတယောက်ခဲ့ပြီးတင်တဲ့စင်ရဲဘော်တွေကိုအပိစကပြောကြားခဲ့လို့သိရတယ်။ PNDF နေနဲ့အာနာရှင်စနစ်စုံမင်းများကိုတိုက်ခိုက်ခြင်းမဟုတ်သောပဲလို့ဂရိသစ္စာပြူကြောင်းနဲ့ PNDF နဲ့အတူတိုက်ပွဲဝင်လွဲတပ်သားတွေကိုလည်းထပ်မံဖိတ်ခေါ်ကြောင်းထုတ်ပြန်တယ်။ ဆက်လက်ပြီးတော့ EIS နဲ့ RSA ဖွဲ့တွေကိုလက်ခံခြင်းထောက်ပံ့ခြင်းပြုရန်ဘင်္ဂလားဒေ့ရှ်ရာကိုအေးကတိုက်တွန်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကမှခြေကုပ်ယူပြီးအခိုင်အပြီးကိုစိတ်ဝင်စားကြံပတ်မှုတွေကျူးလွန်နေတဲ့ EIS နဲ့ RSA ဖွဲ့တွေကိုဘင်္ဂလားဒေ့ရှ်ရာအနေဖြင့်အရေးယူဆခြင်းတွေပြုလုပ်ရတဲ့ခက်တတော်ကြီးကတိုက်တွန်းနေ EIS နဲ့ RSA ဖွဲ့တွေကဘင်္ဂလားဒေ့ရှ်နေဆက်ဒေသတွေမှာအခြေခံစစ်တင်တန်းတွေရယူပြီးရက်ကင်ပြည်လူသေးတောင်မောင်တော်ဒေသတွေမှာအကြမ်းဖက်မှုတွေကျူးလွန်နေကြောင်းနဲ့ပြည်ခဲ့ရက်ပိုင်းတွင်မှာမောင်တော်မြို့နယ်တမန်းတာရွာနဲ့ ဒုံညရမာရသားစင်ကံကိုရဲဆက်ဆက်ဖမ်းဆီးတပ်ဖြတ်ခဲ့တယ်။ရခိုင်မင်္ဂလာတိနေဆက်ရခိုင်ဘတ်ချန်နေဆက်မှတ်တိုင်း52 56နဲ့59နေတို့ကအရက်ခတ်တော်ဤနေဆက်လုံချုံဤတက်စကန်တခုကို AIS တပ်ဖွဲ့နေကဘင်္ဂလားဒေ့ရှ်ဘက်ကနေစိတ်ဝင်တူပေါက်တိုက်ခိုက်ခဲ့လို့ဤကထုတ်ပြန်နေ။ထို့ကြောင့်အကျဉ်ပြက် PGP မှအရာရှိချုံနဲ့စစ်သွေးကြလှူရှာမှုပေါ်ထောက်ခံအပြင်းနေကြတဲ့လူတို့ချို့ကိုဘင်္ဂါတစ်ရွာနေပြန်အမြန်ဆုံးဖော်ထုတ်ရေးရည်တဲ့လူအင်ကတိုက်တွန်းနေ ။အကဲရဲ့ဂျမ်ဖတ် AIS နဲ့ AIS ဘွားတွေကိုဘင်္ဂလားဒေ့ရှ်ဆွေအနေဖြင့်ရင်းယူထိန်းသိမ်းကြောင်းထိန်းကြောင်းခြင်းမရှိဘဲယခင်ယခုအတိုင်းဆက်လက်လွတ်ပေးထားမည်ဆိုပါကနှစ်ဖက်နယ်စပ်တည်ငြိမ်လုံခြုံရေးနဲ့ဆက်ဆံရေးတွေကိုထိခိုက်စေနိုင်ကနှစ်ဖက်တင်းမှမှုကိုလည်းပုံမှန်မြင့်တက်စေနိုင်တယ်လို့အေကာသတိပေးတယ်။နိုင်ငံတကာအတိုင်းဝိုင်းမြနေဖြင့်လည်းဤဖြစ်ရပေါ်သေးချာစောင့်ကြည့်ပြီးဝိုင်းအောင်စောင့်ချထိန်းသိမ်းပေးကြလို့ကြောင်းအေကာတောင်းဆိုတယ်။ ။တဆက်ထဲမှာဘင်္ဂလားဒေ့ရှ်ဆိုရနေဖြင့်မိမိတို့ဖွဲ့စည်းကြနှစ်ဖက်ချင်းနဲ့စင်မဲ့နီလန်တွေကိုအမျက်ဆုံးရှာဖွေပြီးနှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုမျိုးကိုသာဦးစားပေးလှုံ့ဆော်တင်ကြကိုလည်းလေးနက်စွာကြံပြလို့အေအေကထုတ်ပြန်နေ။ဘင်္ဂလားဒေ့ရခိုင်နယ်စပ်တချို့မှာနေထိုင်ကြမွ슬လင်မဟုတ်တဲ့ရခိုင်ပေါင်းတခြားသောမျိုးနွယ်စုချို့ကိုလည်း AIS AIS အဖွဲ့မှအကြမ်းဖက်တပ်ဖြတ်လွယ်ဖြစ်စဉ်မှာရက်များအတွင်းသုံးခုထိုင်ရှိခဲ့တယ်။ အဆိုပါဂျပန်ဖွဲ့တွေကဘင်္ဂလားဒေ့ရှ်နိုင်ငံမှာနေပြီးနှက်မြင့်နဲ့မယူတောင်းတန်းလမ်းကြောင်းတွေကတဆင်အရက်ခပြေမောင်းတော်ခရိုင်တွင်ကိုဝင်ရောက်ကနေဆန်းရှိအရက်ခတက်တော်လုံးကျွဲစကန်တချို့ကိုစလိုက်သိမ့်ပိုက်ခဲ့ပါတယ်။ရှင်းနီးဒူဒေသခံအရက်ခပြည်သူလူထုတွေကိုလူပြတ်တဲ့နေရာတွေမှာချောင်းမြောက်ပြစ်ခတ်တပ်ဖြတ်ခြင်းအကြမ်းဖက်ဗန်စီနှိပ်စက်ခြင်းအနိုင်ကျင့်ဝင်ညစ်ခြင်းလူရဲခြင်းပြည်မိဆွေခြင်းတို့ကိုလည်းစတိုက်ကျူးလွန်လျက်ရှိလို့အေအေကပြောဆိုထားပါတယ်။နောက်ဆင်အားပေးကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်ရှင်။